နှုံးနဲ့ရီကီခီစင်အပိုင်းခနဲ့ဟရူချာခရာအခုဆိုရင်အော်ရာဘက်နဲ့ချာခရာဂရင်းစက်နဲ့ပတ်သက်ပြီးပြောပြဖြစ်ခဲ့သလိုအတိကစွမ်းအင်ပင်မရေးမြင့်တွေ ဖြစ်တဲ့ချာခရာတစ်ခုချင်းစီအကြောင်းကိုလည်းဆက်လက်ပြောပြလိုပါတယ် ကျွန်တို့ကြားဖူးနေကြစကားလေးတစ်ခုံတိထားပြီးသားဖြစ်မှာပါ။ဘာလို့လို့အခြေခိုင်မှာအစာကောင်းနေမှာဆိုသလိုပဲကျွန်တို့ရဲ့ကိုယ်စိတ်နှလုံးသုံးပါးစလုံးတွေအခြေခိုင်နေဖို့ဆိုရင်တော့ root chakra အကောင်းနေဖို့အလွန်အရေးကြီးပါတယ်။ root chakra ဆိုတာစွမ်းရင်ပင်မှာရင်းမြင့်9နေရာအနည်းအောက်ခြေမှာစတင်ရေတွက်ရင်းပရမအုဆုံး chakra ရဲ့ပါ ျွန်တို့ခန္ဓာကိုယ်ရဲ့ကြောရိုးမှကြီးအချိန်မြင့်ညောင်ရိုးနေရာမှာတည်ရှိပါတယ်။အတိအကျပြောပြရရင်လေအင်ကနဲ့စအိုးကြ perineal လို့ခေါ်တဲ့နေရာလေးပါပဲ။တသဘောအရာ မြေတက်ဆူမှုပါတယ်။ကျွန်တို့ အသက်ရှင်ရည်တည်မှုဖြစ်တဲ့ဆောင်းဝနေရည်အခြေတကျဖြစ်မှုစေရောကိုပါဘေကင်းလုံးချုံမှုပဲအရာကိုမဆိုရင်ဆိုင်နိုင်မှုတို့နဲ့ဆက်ဆက်နေပါတယ်။ အယောင်အားဖြင့်အနီရောင်ကို ကိုစားပြုနေပါတယ်။ရူချခရာနှင့်ဆက်ဆက်နေသောခန္ဓာကိုယ်အစိပိုင်းများမှာယက်တီရဲတွေအတီကားဖြစ်သောခြေလက်အယိုးနှင့်ကြွက်သားများဖြစ်ပြီးပင်မကလင်းနေဖြင့် adrenaline ဖြစ်ပါတယ်။ adrenalin e လုံငန်းဆောင်တာများအနေ stress hormone လို့ခေါ်တဲ့ cortisol ပမာဏပေါ် လွှမ်းမိုးနိုင်တဲ့ကုန်သတ္တိကလည်းရှိနေပါတယ် တို့ဖြစ်သောကြောင့်ရူချက်ခရာပိတ်ဆို့နေပါကခါနာရာခြေလက်တွေနာကျင်တာကြွက်သားတွေညောင်းညတာပင်ပန်းနွမ်းနေတာဖြစ်နိုင်သလို stress hormone နဲ့ဆက်ဆက်နေသော adrenal gland ရဲ့လုပ်ငန်းဆောင်တာပြည့်ဝင်ပြီးစိတ်ဖိစီးမှုများတာကိုယ်အလေးချိန်မထိန်သေးနိုင်တာတွေဖြစ်လာနိုင်ပါတယ် ပုံမှန်ထဲစိုးရိမ်ပူပန်မှုများပြီးစိတ်လုံးချုံမှုကင်းမဲ့ကငွေကြေးအတွေ့ပူပန်မှုတွေပါပုံမှုတိုးပွားစေပါတယ်။ကိုတွေ့အနေနဲ့ပြောပြရလျင်စိတ်လုံးချုံမှုကင်းမဲ့တဲ့ကာလာတွေကို များစွာဖြတ်သန်းခဲ့ရပါတယ်။အိမ်ရှိကို ကာယတန်လိုချလိုက်တာနဲ့ဆက်အေးလိုများတော့တာတွေအတွေ့တွေနဲ့ပူပန်နေရတာတွေကာလာကြာတာနဲ့မျှစမ်းမာရေးပါခြုံရင်းလာပါတယ်။ နေရတာမလန်ဆန်တော်တာအလိုလိုနာကျင်မှုတွေခံစားရတာတွေဖြစ်ပေါ်လာပါတယ်ဆေးတောက်လို့လည်းမပြောင်းနိုင်ပါ အတ ିକ အကြောင်းရင်းကို မဖယ်ရှားနိုင်တော့ကိုတတိမပြူမိခဲ့တာလည်းပါပါတယ်ချက်ခရာတွေကို လေးလာတဲ့ချိန်ကြမှာရူချက်ခရာပိတ်ဆိုရင်ဒါတွေဖြစ်တတ်ပါလားလို့ပူသဘောပေါက်လာခဲ့ပါတယ် ပရမအုံဆုံးသဘာဝကြကြနီလန်းတွေကို အသုံးပြုခဲ့ပါတယ်။ရူချခရာကအနီယောင်ကို ကိုစားပြုရဲဆိုတော့အနီယောင်ရှိတဲ့စူပါဖူတွေအဓိကစားသုံးဖြစ်ခဲ့ပါတယ်။စူပါဖူဆိုတာက စွမ်းအင်မြင်မာတဲ့သဘာဝဟင်တီဟင်းရွယ်တတိဝလန်တို့ကို အခြေခံပါတယ်။အနီယောင်ခင်းချင်းဒီကို နေစဉ်ထက်သွင်းစားတော့ခဲ့တယ်လို့အခါအားလျော်စွာဖျဲသည့ ပန်သည်စတော်ဘယ်ရီသည်တွင်ထက်ပန်းအာလူမွန်လာဦးနီတို့ပါ စားသုံးဖြစ်ခဲ့ပါတယ်စားသုံးတဲ့ချိန်တိုင်းလဲရူချက်ခရာကဘယ်လန့်စ်ဖြစ်နေပြီလို့အမြဲနှလုံးသွင်းခဲ့ပါတယ်နောက်တစ်ခုကတဘာဝနဲ့နီဆန်အောင်နေထိုင်ဖြစ်ခဲ့ပါတယ် တချို့တချို့တွေသစ်ပင်ကြီးကြီးတွေကိုဖက်ပြီး nature healing ခံယူကြတာကို မြင်ဖူးကြောက်ဖူးနိုင်ပါတယ်။အလိုဆောင်ရွက်လို့ရသလိုခြေပလာနဲ့မြေပြင်မှာလမ်းလျှောက်ပေးလို့လည်းရပါတယ်။ထူဆန်းစွာနဲ့ပဲအလိုခြေပလာနဲ့လမ်းလျှောက်နေရင်ပျောက်သွားတာလေးတခုက static shock ဖြစ်ဖြစ်နေရလေးပါ ကျွန်တော်မှာဂျုံကြီးလေးရှိတဲ့အရာကတက်လိုက်တက်တာပါတတူပစ္စည်းနဲ့ထီတိုင်းအလိုလိုတက်လိုက်တက်တယ်လို့မွေးပွားဆောင်တွေခြုံချင်းမိပွင့်နှံ့ပါတယ်အရာလေးပါပျောက်သွားပါတယ်ထမှန်ဆောင်ရည်ဖြစ်တာက facialization ပါဒီအကြောင်းကတော့ chakra cleansing တုံးကလည်းပြောပြဖူးပါတယ်အခုကတော့ root chakra ရဲ့ဒီနေရာမိညာရုပ်အဆုံး perineal နေရာလေးကို KA exercise လို့တလို့ညင်ကြည့်ပြီးအနီရောအလင်းတန်းလေးကိုခန်းစားကြည့်ပါပြီးရင်အနီရောအလင်းတန်းလေးကခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံသွားပြီလို့မြင်ရန်ခန်းစားပေးပါထို့သော visualization ဆောင်ရွက်ရင် pre in pre out လေးလို့နေချင်းငါကလွှမ်းခြုံနေပြီငါက begin နေပြီ ငါကအစစအရာရာအစဉ်ပြေနေပြီငါကလိုအပ်ချက်မသိမြပြည်စုံနေပြီလို့ affirmation လေးပါလို့ပေးတာမျိုးပါ sound healing ကိုသဘောကျသူများအနေဖြင့် three nights has music တွေနားထောင်ပေးလို့ရတယ်လို့ lamb ဆိုသည် root chakra mantra ရပေးလို့လည်းရပါတယ် root chakra ကို balance ဖြစ်စေသည် yoga pose များနဲ့ကျွန်တော်အနှင်းသက်ဆုံးက mountain pose tree pose နဲ့ chain pose တို့ရပါတယ် chakra တွေအလုံးကိုထောက်မပေးနိုင်ထားနိုင်ဖို့အခြေခံဖို့အတွက် root chakra အကောင်အောင်ကျူးဆိုင်ပေးနိုင်ဖို့ကအရေးကြီးဆုံးမို့မိမိမှာ root chakra ပိတ်ဆို့နေသလိုခံစားနေရရင်မိမိနဲ့တစ်တော်ရနီလန်းတွေအသုံးပြုပြီးအချိန်မီပြုပြင်တဲ့အကြောင်းပြောပြရင် နောက်အပတ်မှာ secret chakra အကြောင်းထပ်မံပြောပြပေးပါမယ်။